ဗင်နီဇွဲလာရှိစစ်ကမ်းနေလေယာဉ်ကွင်းကိုပါဒေါ်နယ်ထရပ်သိမ်းရန်ပြင်ဆင်အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကလွတ်တော်သူနိုင်ငံရေးတကူတကပဋိပက္ခမဟုတ်သောစစ်ရေးပေါ်ဆောင်မှုများအဖြစ်ဗင်နီဇွဲလာမူရခိုင်များကိုအကြမ်းဖက်အဖွဲ့အစည်းများအဖြစ်သတ်မှတ်ပြီးအလုံးစုံစစ်ပွဲဆင်နွေရန်အတွက်လူဝတ်တင်ပြမှုများနှင့်အမေရိကန်စစ်ဌာနချုပ်ပင်ထရွန်သည်ဗင်နီဇွဲလားနိုင်ငံရှိစစ်ကမ်းများနှင့်လေရင်ကွင်းများကိုပါဝင်ရောက်စီးနှင်းပြီးအင်အားတရက်ကိုပြင်ဆင်ပေးထားပြီးဖြစ်ကြောင်းသိရပါသည် လက်တင်အမေရိကရှိမူရက်ကိုင်းများကိုအကြမ်းဖက်ပွဲစည်းများဖြစ်တဲ့တမတ်ကအလုံးစုံစစ်ကြေညာထားပြီးနောက်စက်တင်ဘာလ3ရက်နေ့တိုင်းဗင်နီဇွဲလားကမ်းလွန်ရှိမူရက်စေဝါတင်ဆောင်လာသောမော်တော်ဘုတ်တစီအားထပ်မံရွေးဖောက်ခွဲခဲ့ရမှာလူလေးဦးသေဆုံးခဲ့ပါတယ်။ဒေါ်နယ်ထရပ်ကရင်းမော်တော်ဘုတ်တင်ဆောင်လာသည့်မူရက်စေဝါများသည်အမေရိကန်နိုင်ငံတွင်ပို့ဆောင်ရန်အတွက်ဖြစ်ကောင်းထိုပမာဏသည်အမေရိကန်နိုင်ငံအမေရိကန်နိုင်ငံသား2000ကျွဲမှ9000အထိကိုတက်နိုင်သည့်အခြေအနေရှိသော အမေရိကန်တောင်ပိုင်းတိုင်းစစ်နာတန်းသူကရင်းစစ်ဆေးရေးမှုများကိုဥဆောင်လုံဆောင်သွားမယ်လို့ပြောဆိုခဲ့ပါတယ်။မီဒီယာများ၏ဖော်ပြချက်အရဗင်နီဇွဲလားကမ်းလွန်တွင်အမေရိကန်စစ်တပ်သည်စစ်သည်မောများစွာရင်ခုန်သည်မောတစီကိုပြောက်ချက်လျင်ဆယ်စီမရိန်တပ်သား2200ပါတယ်လို့ဂျက်လျင်များဟယ်လီကော်ပတာများနှင့်တန်ချက်ကများစွာလျင်ရင်သည်မောများကိုပါဆစ်လွတ်ထားပြီးဖြစ်တဲ့အတွက် ဗင်နီဇွဲလားမြေပြင်ပေါ်သို့ဝင်ရောက်ကအရေးပါသောစစ်ကမ်းများနှင့်လေယာဉ်ကွေများကိုသိမ်းယူရန်အတွက်အဆင့်သင့်အနေထားဖြစ်နေကြောင်းပြောဆိုခဲ့ပါသည်အထူးစစ်စင်ရေးတပ်ဖွဲ့များသည်ကာရေဘီယံတွင်လေစိတ်သိမ်းမှတ်မှုများတိုးတင်ပြင်ဆင်မှုလေထီးခုံစစ်စင်ရေးမှုလေထီးခုံစစ်စင်ရေးမှုများလှုပ်ဆောင်နေပြီဖြစ်သလိုဖာတူရီကိုစစ်ကမ်းသည်စစ်တီနှင့်စစ်စင်ရေးထောက်ပံ့မှုများလှုပ်ဆောင်ရန်အတွက်အဓိကပဟုပြုချက်စစ်ကမ်းတစ်ခုဖြစ်ကြောင်းပြောဆိုခဲ့ပါသည်စစ်တီမာလ3ရက်နေပင်ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီးဌာနကအမေရိကန်နိုင်ငံ၏ F35 ဂျက်ဖိုင်တာလေယံငါးစီးမိမိတို့လေယံပိုင်နဲ့တွင်တဲ့သို့ဝင်ရောက်လာသဖြင့်အချက်ချင်းထုတ်ပြန်ခဲ့ပါတယ်။သို့တော်လည်းမူရီကိုင်းများတွင်ဝင်ရောက်တိုက်ခိုက်ချင်းမိုးရတွင်လိုအပ်ပါကမူရီကိုင်းများကိုအ धिक ကြောထောင်းနောက်ခံပြုသဖြင့်စုချင်းငွေဒေါ်လာတန်90ထုတ်ထားသောဗီနီဇွဲလားသမရာမာဂျူရိုအသွင်ပိုင်းသို့ဝင်ရောက်ချင်းမိုးနိုင်ကြောင်းအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကအတွင်းလူကြီးတူဦးကပြောဆိုခဲ့ပါတယ်။ခင်ချိုအာ DNA ခိုးခံရမည်ကိုဆိုရင်သဖြင့်သွားလျာခရီးဆောင်အေကိုသာယူပြီးထိုင်ခဲ့တဲ့နေရာများကိုလည်းတတ်တော်ဆောင်များကရှင်းလင်း မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အန်ကလည်းပူတင်ကဲ့သို့ပင်တွားလျာခီးဆောင်အေကိုသာတည်ဆောင်သွားခဲ့သလိုမိမိထိတွေ့သည့်နေရာများအလုံးကိုလည်းမြေသည့် DNA မှာမကြံစည်ရန်အတွက်ရှင်းလင်းသုတ်သင်ခဲ့ကြောင်းသိရပါဗျ။ပီကျင်းသို့ရောက်ရှိနေစဉ်ရုရှားသမ္မတပူတင်နှင့်ကင်ဂျွန်အန်တို့တွေ့ဆုံမှုပြီးမှကင်ဂျွန်အန်တောက်ခဲ့တဲ့ရင်းနှွေးဖန်ခွက်အားအမျိုးသမီးလက်ပါစီတူကယူဆောင်သိမ်းဆည်းသွားခဲ့သလိုအမျိုးသားလက်ပါစီတူကလည်းထိုင်ခဲ့သည့်ခုံများတွင် မြည်သည့်မျိုးရိုးဗီဇာ DNA မှမကျန်စေရန်အတွက်ရှင်းလင်းသုတ်သင်ခဲ့ကြောင်းကိုရှင်းပွဲရာမှတ်တမ်းတွေဖြစ်နေမြင်တွေ့ခဲ့ရပါတယ်။ခင်ဂျုံဝမ်နောက်ကနေလိုက်တဲ့လက်ပါစိတ်များက၎င်းထိုင်သွားသည့်နေရာများထိတွေ့သည့်နေရာများတွင် DNA မကျန်ခဲ့စေရန်အတွက်ဗတိရီးယားရှင်းလင်းသုတ်သင်သည့်ဆေးသုံးကရှင်းလင်းခဲ့ကြသော DNA